ီနေ့ဘူယုံကြီး NCA ညီလာခံမှာဘာပြောသွားလဲစနေပြည်ညီလာခံမှာဘာပြောသွားလဲဆိုတာလေးကိုလည်းကျွန်တော်နှစ်ချုပ်ပြောပြပါမယ်အဲလူလူချင်းပြောရရော NCA နဲ့ပတ်သက်လို့ရှင်ဘူယုံကြီးဒီနေ့ NCA ညီလာခံမှာသူမိန်ကွန်းပြောပြီးတော့နောက်နောက်ဆက်အပူအပူပေါ့သူအမြဲတမ်းသူပြောနေကြတယ်အပူမင်းလေးမှာသူပြောရတဲ့ဟာလေးတွေမှာတခုဆိုရင်သူစိတ်မကောင်းဖြစ်တဲ့ပုံစံမျိုးသူမျက်နာမှာအတန်မှာပေါ်ပါတယ်ကျွန်တော်ကအနိကနေရလို့ဆိုတော့မျက်နာမှာအတန်မှာပေါ်ပါတယ်အာကျွန်တော်စိတ်မကောင်းဖြစ်မိတဲ့ပုံစံမျိုးဖြစ်ကြတာရှိပါတယ် ဟိုဆိုတော့အဲ့ဒါဘာလဲဆိုတော့တိုင်အဲ့ဒါကတော့သူရဲ့စိတ်ထဲမှာသူတကယ်ကိုခံစားချက်ရှိရှိနဲ့သူပြောသွားတာကိုတွတ်တွေ့ရတယ်။ဒါတော့ကြည့်ပြီးတော့ကျွန်တော်တို့အော်လို့ဒါဘာပြောဟိုယုံကြည်လဲသူကြည့်ရတာသူတတတလျှောက်မှာသူလုံရင်ကရင်နဲ့တချို့ဟာလေးသူမခံနိုင်လို့လို့ထင်တယ်သူထုတ်ပြောလာတယ်တော့ဆိုတော့ဒါလေးကြည့်ပြီးတော့စိတ်ထဲမှာအဲ့လိုဖြစ်ပါတယ်နော်အဲ့တော့ဒါကတော့ဟိုယုံကြည်ပြောသွားတဲ့ဇာတ်ကားလေးပေါ့ဗျာ အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နော်သုံးဆန်းတိုင်းပဲဗီဒီယိုဖိုင်အပိုင်းစာလေးတွေကိုပြန်ကြည့်ရမှာဖြစ်ပါတယ်။တိုင်းရင်သားလက်နက်ကင်တို့ထဲမှာပတူရီကနော်ပပရဲ့ဘိုးကို သွားမှချတယ်လေကျော်မျိုးမင်းရဲ့ဗီဒီယိုဖိုင်ကိုတည်ချနာတော့နော်။အဲကျွန်တော်ဒီနေ့အာရုပ်တံလေးနည်းနည်းလေးနည်းနည်းလေးမြန်မြန်လေးပြောပါပြောပါ။ဘာလို့လဲဆိုတော့ဒီနေ့ NC ကိစ္စအဓိကပြောပါမယ်။မနေ့ကကျွန်တော်ရုပ်တံမပြောဖြစ်တာလေ NC အတွက် NC စနေပြည့်အတွက်ကျွန်တော်ပြင်ဆင်ရရှိရတယ်ပြင်ဆင်ရရတယ်။နောက်ကျွန်တော်ဒီဘက်ကဘာတွေလုပ်အောင်လုပ်ဆိုတော့ကျွန်တော်ပြင်ရတယ်အချိန်ခါကြောက်ကျွန်တော်နည်းနည်းလေးပြောပြတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့ NC နဲ့ပတ်သက်ပြီးတော့ဒီနေ့ပုံရိုးမှုကြီး NC ညီလာခံမှာဘာပြောသွားလဲစနေပြည့်ညီလာခံမှာဘာပြောသွားလဲဆိုတာလေးကိုလည်းကျွန်တော်နှစ်ချုပ်ပြောပြပါမယ်။အဲလို့လို့ရှင်းပြောရရင်တော့ NC နဲ့ပတ်သက်လို့ရှင်ပုံရိုးမှုကြီးဒီနေ့ NC ညီလာခံမှာသူမိန်ကွန်းပြောပြီးတော့နောက်နောက်ဆုံးအပူအပူပေါ့သူအမြင်နဲ့သူပြောနေကြတာအပူမင်းနေလေးမှာသူပြောရတဲ့ဟာလေးကမှတခုဆိုရင်သူစိတ်မကောင်းဖြစ်တဲ့ပုံစံမျိုးသူညနာမှာ အတန်မှာပေါ်ပါတယ်ကျွန်တော်တို့အနိကနေရလို့ဆိုတော့မျက်နှာမှာအတန်မှာပေါ်ပါတယ်အာကျွန်တော်စိတ်မကောင်းဖြစ်မိတယ်ပုံမှန်စိတ်မကောင်းကျွန်တော်လည်းရှိပါတယ်ဟိုဆိုတော့အဲ့ဒါဘာလဲဆိုတော့တိုင်းပြည်ကိုတိုင်းပြည်ကိုသူပြောတဲ့သကလုံးလေးကတော့ကောင်းပါတယ်ကျွန်တော်သကလုံးလေးမှမဆိုလို့နော်ဟိုတိုင်းပြည်ကိုအာဟိုတိုင်းပြည်ကိုမဖြစ်စေကြပါနဲ့ကိုတိုင်းပြည်ကိုမဖြစ်စေကြပါနဲ့ဆိုတော့သူပြောတဲ့သကလုံးလေးရှိတယ်နော်ဟိုအရှိမလည်းသူပြောရတာရှိတယ်ဟိုနွားကွဲရင်ဟိုကြားဆွဲမယ်ကြွားကြားဆွဲမယ်ဆိုတာမျိုးတွေပေါ့ဗျာဒါမျိုးလေးတွေလည်းသူကပြောပါတယ်ပြောလေး ို knock away ကြားဆွဲမယ်အဲ့ဒါကိုဒါကိုလည်းသိဖို့လိုတယ်ဆိုတာမျိုးလေးသူပြောပါတယ် knock away ကြားကြားဆွဲမယ်တဲ့အဲ့တော့အဲ့လိုခြေရင်းမျိုးမှာတီးရနေငါလေးငါတို့ဘကိုးရော့ဆိုတာမျိုးလေးမလုပ်သိဘူးဆိုတာမျိုးလေးဘုံဘုံကြီးပြောတယ်ဆိုတော့ပြောရင်တော့ပြောရင်ဘုံဘုံကြီးပြောတဲ့ဟာလေးကျွန်တော်အခုပြန်ပြီးတော့ဟိုကောက်ပြန်လုပ်ပြီးတော့ပြောရရင်တော့ကျွန်တော်တို့အနစ်ချုပ်ချုပ်ထားပြီးသားလေးကျွန်တော်ပြောပါဘောနော်ဆိုတော့အဲတစ်ဖက်မှာတော့ဒရင်နေရတော့ပေါ်လို့ရိုက်တယ်တစ်ဖက်မှာတော့ဒရင်နေရဘုံဘုံကြီးပြောတာက ပြောတဲ့စကားလုံးအပေါ်မှာမူတည်ပြီးတော့တစ်ဖက်ကတော့ပေါက်တက်ကြရတယ်ပြောကြတာတွေရှိတယ်ပေါက်တက်ရတော့ရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုကြပါစို့ကိုကျုံကြီးရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်လူရင်းပွိုင်ပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်ရင်ရွေးကောက်ပွဲကျင်းပလို့ရတယ်ပထမတစ်ဆင့်ကတရားနှစ်မျိုးနဲ့ကျင်းပမယ်လို့သူပြောထားတာရှိတယ်အဲ့တော့တရားနှစ်မျိုးကျင်းပမယ်အဲ့ဒါကတော့တရားနှစ်မျိုးနဲ့ပြီးရင်ဒုတိယအဆင့်ကမြို့တရားကျင်းပပါမယ်ဆိုတော့မျိုးပြောပြီးတော့ရွေးကောက်ပွဲကဒီတနိုင်ငံလုံးတိုက်တာနဲ့ရာနှုန်းကြီးကျင်းပလို့တော့မရဘူးဆိုတာမျိုးတော့သူကြိုတင်ပြီးတော့ဝန်ခံထားပြီးသားဖြစ်တယ်ဆိုတော့သူပြောတယ်ဒါပေမဲ့ရာနှုန်းပြည့်မရဘူးဆိုတာမျိုးကလည်း ယူကောက်ပဲကျမခဲ့ပြီးယူကောက်ပဲ300လုံးမှလည်းဒီတိုင်းပဲဖြစ်ခဲ့ဘူးတဲ့အတွက်သူ့အနေနဲ့လည်းပို့ပြီးတော့အရင်ရောပြောမဟုတ်ဘူးဆိုတော့မြည်ဒါကိုထည့်ပြောထားတယ်တချိန်မှာပဲဝန်ခံထားတယ်ပေါ့နောက်ဘက်ကအချိန်မှာပဲဒီကျန်တဲ့အကဲရွကျန်နေခဲ့လို့ရှိရင်လည်းသူ၃ချိန်ဆက်ကျင်းပါလို့ကျန်နေခဲ့လို့ရှိရင်လည်းအဲသုံးပိုင်းခွဲပြီးကျင်းပါလို့ကျန်နေခဲ့ရင်လည်းနောက်တက်လာမယ့်အစိုးရတွေကဆက်ပြီးတော့ဂျားပြယူကောက်ကိုကျင်းပါပြီးတော့ဆက်ပြီးတော့ပဲသွားမယ်သဘောမျိုးသူထည့်ပြောတယ်အဲ့အတွက်ပါတီတွေ59ပါတီရတယ်ဆိုတာတွေကိုယ်စားလုံး90%ဆင်းရတယ်ဆိုတာတွေအဲ့ဒါတွေသူထည့်ပြောတယ်အဲ့ဒီမှာလည်းကိုယ်စားလုံးတွေပတ်သက်လို့ရှိရင်တချို့ ဟိုသူဘုံမလင်းမပြောရိမ့်မဲ့ပေါ့ဗျာသူသူကတော့နှုတ်ကတော့လူကြီးဆိုတော့မပြောတာရဲ့အတွက်သူမပြောတာရင်မသူပြောလင်းခြင်းနဲ့အားရှိမယ်သူယင်းနေအောင်ကျွန်တော်ဖိုင်းမြင်လိုက်တာပါတီကိုယ်စားလောင်း9000ကျော်လာတယ်ဒါပေမဲ့9000ကျော်ထဲမှာတချို့ကိုယ်စားလောင်းတွေကကိုယ်စားလောင်းလို့တော့မှပြောလို့ဟိုမသိဘူးပေါ့ဗျာပြောရင်တချို့ဟာတော့တော်တော်အေးသေးမိုင်းနေတဲ့ဟာတွေပါဟိုကောက်ကဲပြီးထိုးထည့်ဂျလုံးကလေးတွေပါထိုးထည့်ပြီးတော့ထားရတဲ့သဘောမျိုးကိုသူမပြောတော့တမယ်လေးပဲသူစိတ်ထဲမှာပဲတော်တာတွေ့ရတယ်ဒါလည်းတွေ့ရပါတော့เนาะဆိုတော့ပြောရရင်တော့ရုပ်ောက်ဘက်နဲ့ပတ်သက်ရင်တော့သူတော်တော်လေး အားထက်ပြီးတော့စဉ်းစားဟောဖြစ်တာတဲ့ပုံမျိုးအဲသူပြောပါတယ်တစ်ချိန်တည်းမှာပဲသူဘာတွေပါဖြစ်သေးလဲဆိုတော့ဒီယူကော့ဘွဲနဲ့ပတ်သက်ပြီးတော့ပဲနောက်တစ်ခါပြောလို့ဆိုယူကော့ဘွဲလွတ်လပ်ပြီးတရားမျှတာတဲ့ယူကော့ဘွဲဖြစ်ရမယ်ပြီးတော့စနစ်တကျဖြစ်ဖို့လေးပြောတယ်နောက်တစ်ခုကမဲပေးတဲ့ဆက်ဆက်ကလုံးဝမှန်ကန်တိကျမှုလုံးဝဒီမဲအတုလို့လို့ဘယ်လိုမှမမဲနေဘူးမဲမတော်မှုလို့လို့မရတဲ့ဟာမျိုးဒါမျိုးဖြစ်အောင်လို့လုပ်ထားတယ်ဆိုတာမျိုးလေကိုကျော်မူကြီးကပြောတယ်နောက်အဲ့လိုမျိုးလေးသူပြောပါတယ်ဆိုတော့ပြောရရင်တော့မဲမတော်မှုဖြစ်အောင်ပေါ့ဗျာဒါမျိုးကြက်ကြက်နဲ့သူစီထားတယ်ပြီးတော့ ်ပြီးရင်ခြာလဲအချင်းချင်းကသူစစ်ဆီးပြီးတော့ခြာလုတ်ထားရဲဆိုတာမျိုးတွေအဲသူထပ်ပြောပါတယ်ထပ်ပြောပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့နိုင်ငံသားတွေကဒီလက်နက်ကင်လမ်းစဉ်ကိုဖက်ဖက်ကင်ဖက်ဖက်ဖက်တွယ်ပြီးတော့လက်နက်ဆွဲကင်ပြီးတော့လူကျင်တော်တောင်းဆိုတာမျိုးတစ်ဆိုင်လက်နက်ကင်လမ်းစဉ်ကိုဖက်တွယ်ပြီးတော့လူမျိုးစွဲဒေသစွဲကြီးမားစွာနဲ့ကိုယ့်ရဲ့ဆန္ဒတွေကိုခြေနဲ့နေဦးစားဖန်တီးလို့ဆောင်မှုတွေကကိုယ့်ဒေသပြည်သူလူ့ရဲ့ဘဝတွေနိုင်ကြမှုတွေဖြစ်စေနိုင်တယ်အဲဖွေးဖို့တော့ကြောက်ဖြစ်စေတယ်ဒါကြောင့်မလို့တိုင်းပြည်ကိုအဲ့လိုမဖြစ်အောင်လို့ဝိုင်းဝန်းပြီးတော့ဝိုင်းဝန်းပြီးတော့ဒီဖွေးဖို့နိုင်ကြမှုတိုင်းပြည်မဖြစ်အောင်လို့ လောက်ကြဘူးလူသားကိုတောင်းအပ်ပြောဆိုပြောချင်တာကိုတိုင်းပြည်ကအိန္ဒိယနိုင်ငံဗန်နိုင်ငံနဲ့ရှင်ရှင်ကျွန်တော်တိုင်းပြည်ကတဆင့်နိုင်ကြနေတာကြီးဟာသူစိတ်ထဲစဉ်းကောင်းကြည့်ရတယ်ဆိုတော့အဲ့တော့သူတိုင်းပြည်မှာရှိတဲ့တိုင်းသားလူမျိုးစုအားလုံးဟာညီညွတ်နဲ့စုစုတိဆောက်မှရမယ်လူမျိုးအားလုံးကောင်းသားရေးဆိုရင်လုံးဝရမယ်ဆိုတာမျိုးကြီးအဲ့ဒါထည့်ပြောတယ်နောက်တစ်ခုကဟိုလွတ်လပ်မရခဲ့တဲ့လွတ်ရပြီးလေးရအခြေမျိုးရှိတယ်ဖွံ့ဖြိုးမှုတွေအားနည်းသလိုတခါပြိပခါတွေနဲ့ကျွန်တော်တောက်လျှောက်ရှင်သန်နေတာကြီးဟာတည်းအဆင်မပြေဘူးပေါ့ဗျာနောက်ပြီးတော့ကိုယ်နိုင်ငံတန်တာရတွေဖွံ့ဖြိုးတိုးတက်တယ် ီမီတော်တော်ကောင်းတယ်စိုက်ပျိုးမှုရေးလုပ်ငန်းတွေကောင်းတယ်ဒါပေမဲ့ပြဿနာကဘုရားနေကြနေတဲ့အကြောင်းကြီးကကျွန်တော်တို့မေးချမ်းမှုတည်ငြိမ်ချမ်းမှုမရှိတာပဲပေါ့ဆိုတော့အဲ့ဒါတွေဖြစ်နေတာကိုသူကပြောတယ်အဓိကတော့တိုင်းပြည်ရဲ့ပဂရိလူအပ်ချက်ကဘာလဲလို့မေးတည်ငြိမ်ချမ်းရေးဆိုတော့သူပြောသွားတယ်ဆိုတော့ဒါလည်းခင်ဗျားတို့ကျွန်တော်ကြားမှာပြောပြီးမှန်လားဆိုတော့ဘုရားကြီးပြောတာတိုင်းပြည်ရဲ့တည်ငြိမ်ချမ်းရေးကပဂရိလူအပ်ချက်ဖြစ်နေတယ်ဒါကြောင့်တည်ငြိမ်ချမ်းရေးကိုသူတို့အားထည့်ပြီးလို့ကြိုးစားပန်းစားလုပ်ကြိုင်နေတယ်ပိုပြီးတည်ငြိမ်ချမ်းဖြစ်လာအောင်လို့သူလည်းမကြခင်မှာအောက်ထဲပေါ်ဆက်ပြီးကြိုးစားပေးမယ်ဆိုတာမျိုးဘုရားကြီးကအဲသူထက်ပြီးတော့သူပြောတယ်ပေါ့နော် စစ်ခွေအာနာရှင်တခိုးရီစစ်တန်လျာပြန်လို့ရှင်တိုင်းကြီးကညင်းချမ်းပြီဆိုရဲဆိုတော့ NC ဖြစ်ပေါ်လာပုံနေ2008ပုံစီပုံချေကဥပဒေပေးထားတဲ့ပေးထားချက်ဒီတိုင်းနယ်ပြည်နယ်တွေတိတိမှာရပိုင်ခွင့်ရှိတဲ့အခွင့်အရေးတွေခွန်လန်းနေဒါတွေကိုလည်းသူဟိုပြောထားပြီးတယ်ပြောထားတယ်ပြီးတော့ လာမဲ့လွတ်တော်ကြလို့ရှိရင်ဘုသူအခြေအဥပဒေပြင်ရမယ်ဟာတွေသူပြောတယ်ပြင်ရမယ်အချက်တွေပါရပြီဆိုတော့ပြင်ရမယ်အချက်တွေသူရပြီအဲ့ဒီအချက်တွေဟောလို့သူတို့အချိန်ချင်းအခါကတိုင်းသားပါတီတွေအဲ့ sorry တိုင်းသား EO တွေနိုင်ငံရေးပါတီအားလုံးကသူဆွေးနွေးဆွေးနွေးအချိန်ချင်းကဆွေးနွေးပြီးတဲ့နောက်သူတို့ရဲ့နာဂိစဥပဒေကမပြည့်စုံလို့နော်မပြည့်စုံလို့ဒီတဲ့ချင်းကတော့သူတို့အတေချာလို့မှာဒါမဲ့စစ်ခွေးဦးဟောက်လောက်ကတော့ AC ပဲသိရှိတာတဲ့အချက်တွေတော်တော်များများကိုသူတို့မှတ်တမ်းပြည့်စုံပြီးတော့လာမဲ့လွတ်တော်ကြရအောင်အစိုးတင်သွင်းပြီးတော့ ဖွဲ့စည်းပုံချဲဦးလို့ပြင်ဖို့ကိစ္စတွေပါသူပြောတယ်။သူကတော့ဖွဲ့စည်းပုံချဲဦးလို့ပြင်ဆင်ဖို့သူတို့ကအသိဖြစ်နေတယ်တမလို့ပါလား။ဒါတော့လည်းဖွဲ့ပြောပြောပြောတယ်ပေါ့နော်။သူတို့နောက်နောက်တစ်ခုကဒီနောက်တစ်ခုကဘာလို့ဆိုတော့အဲဒီတိုင်းပြည်ကိုတော့မဖြစ်မနေသူဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတိုင်းပြည်မဖြစ်မနေမဖြစ်မနေတိဆောက်သွားမယ်ဆိုတော့သူပြောတယ်။ဒါနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်တော့ဒီလုံခြုံရေးတွေပုံမကောင်းမလာအောင်လည်းသူလုပ်ပေးပေါ့ဗျာနော်။နောက်တစ်ခုကကျွန်တော်တို့ပြည်သူလူတွေလည်းစင်ကျင်တုံတရားနဲ့စင်ကျင်တုံတရားနဲ့မဲပေးတဲ့ဓလိမျိုးကိုအကောင့်တွေပေါ်သွားဖို့လိုတယ်ဆိုတော့သူက ထည့်ပြောတယ်เนาะဆိုတော့ငင်းချိုင်းနဲ့ပတ်သက်လဲငင်းချိုင်းရကျင်တဲ့ဆန္ဒရှိရင်ငင်းချိုင်းရကျင်တဲ့စိတ်နဲ့အားကျုံမှန်တဲ့တကယ်လို့မဆိုငင်းချိုင်းရရနိုင်ရင်ဖြစ်အောင်လုပ်နိုင်တယ်ငင်းချိုင်းကိုရကျင်တဲ့စိတ်ဆန္ဒပြင်းပြတဲ့စိတ်မျိုးရှိပြီးတော့တကယ်ငင်းချိုင်းလှုပ်ချင်တဲ့စိတ်ပြင်းပြလို့မင်းတို့ကိုဆိုရတာလေဘုလိုမကြီးကပြောတယ်ပေါ့เนาะဆိုတော့ဟိုပြောရင်နောက်တစ်ခါတိုင်းသားတွေလေငင်းချိုင်းကိစ္စတွေပြောတဲ့အခါမှာတိုင်းပြည်ခွေးရေးပြောတဲ့ကိစ္စမှာတိုင်းပြည်တိဆောက်ရေးကိစ္စမျိုးသားပြန်လည်ရေးကိစ္စပြောတဲ့အခါမှာစသဖြင့်နိုင်ငံနဲ့ပတ်သက်တဲ့ကဏ္ဍလေကဏ္ဍလေပြောတဲ့အခါတိုင်းမှာ ကိုဖြစ်ချင်တာတွေကြီးပဲပြောနေမယ်အစပေါ့နော်တိုင်းသားတွေအကုန်လုံးကကိုဖြစ်ချင်တာကြီးပဲပြောနေမယ်အစဖြစ်နိုင်တာတွေကိုလည်းပြောဖို့ဆိုတော့ကိုကကိုကြီးမကြီးကပြောတယ်ပြောရင်လူရင်းပြောရင်တော့ဖြစ်နိုင်တာတွေဘက်ကဖြစ်နိုင်တာတွေပြောရင်ကျွန်တော်ဘက်ကလုတ်ပြီးမယ်တိုင်းသားတွေနဲ့သက်ဆိုင်ရတိုင်းသားတွေနဲ့သက်ဆိုင်ပုံကိုယ်တွေဘက်ကလည်းဖြစ်နိုင်တာတွေကိုပြောကြဆိုကြလုတ်ကြဖို့ပြောချင်တယ်တဲ့မဖြစ်နိုင်တာတွေရှောက်ပြီးတော့ပြောနေလို့လုတ်လို့မရပါဘူးတဲ့ဥတည်ချက်ဥတည်ချက်မှန်ကန်သာလုတ်ဖို့လေလိုပါလေတဲ့တိုင်းသားတွေတောင်းဆိုချက်ကိုပြောတဲ့ခါမှာလည်းနိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်မှာပြောနိုင်တာကတော့အကောင်းဆုံးဖြစ်ပါတယ်ဆိုပြီးဘိုးဘိုးကြီးကပြောတယ်ပြီးတော့ဒါတွေကိုပြောပြီးတော့နောက်ပညာရေးနေမှမှုပြဿနာတွေပြောတယ်ဟိုတိုင်းပြည်မှာဖြစ်နေတဲ့ပဋိပက္ခကြောင့်ပညာရေးကနေမှတော့တယ်နေမှတော့တဲ့အခါမှာဟိုပြန်ပြီးဆွတ်တင်မှုတို့ကြိုးစားတယ်ဟိုစာသင်ကျောင်းတွေတက္ကသိုလ်တွေပြန်ဖွင့်ရတယ်ဟိုကြောင်းမဲဆိုရင်မကြခင်မှာရတယ်ဗျာရတာရေးသိပြီးကြောင်းမဲကျောင်းတွေမဖြစ်နေရအောင်ဖွင့်ဖို့သူအသေးအံရအောင်လုပ်ခိုင်းတယ်ကျောင်းတွေရအောင်ဖွင့်တယ်ဟိုလွိုင်းကောဆိုလည်းပြန်ဖွင့်တယ်အခြားတက္ကသိုလ်တခုလည်းသူပြန်ဖွင့်ဖို့ကြိုးစားနေတယ်ဆိုရင်လာရှိုးကိုပြောကြတယ်ပြောပါ ။ဆက်ပြီးသူတက္ကသိုလ်တွေပြန်ဖွင့်ဖို့လည်းစူးစမ်းနေတယ်။အကြောင်းတွေကိုစာသင်ကျောင်းတွေပြန်ဖွင့်နိုင်တော့ဖွင့်ဖို့စူးစမ်းနေတယ်ဆိုတော့သူဒီအခုကပြောတယ်ပေါ့နော်။တော်တော့သူအဓိကပြောချင်တာကသူအလေးနဲ့ပြောပြရစီတဲ့။အဲ့ဒီနေရာအဲ့ဒီနေရာအဲ့ဒီကျွန်တော်ပြောချင်အဲ့ဒီနေရာ။သူအဲ့ညာကကျွန်တော်ကကျွန်တော်တို့ဒီဒီစီဝေးတွေမှာခန်းတိုင်းတွေမှာရှိတယ်ကျွန်တော်မြင်ရတယ်။ तू ပြောတယ်ကျွန်တော်လေးနဲ့ပြောပြရစီတဲ့။ကျွန်တော်လေးနဲ့ပြောပြရစီစကားက तू လေးနဲ့ကိုပြောနေတာ။อืมဘာပြောလဲဆိုတော့ကျွန်တော်တို့နိုင်ငံကိုဒုက္ခရောက်အောင်တော့မလုပ်ကြဘူး။ လို့ချင်ပါတယ်တိုင်းပြည်ကောင်းလို့ကြောက်ဖို့ပူပေါင်းဆောင်ရွက်ပေးကြဖို့ပြောလို့ပါတယ်အင်းကျွန်တော်တို့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဘူးကျွန်တော်တို့ခင်ဗျားတို့ကျွန်တော်တို့တဝှချင်းစီကကိုယ်နိုင်ငံကိုဒုက္ခရောက်အောင်ပြန်လုပ်နေကြတဲ့အလုပ်တွေဘယ်သူမှထပ်မလုပ်သင့်တော့ no more no more conflict ပေါ့နော်ဖြစ်တဲ့ no more conflict ပေါ့ကျွန်တော်တို့နောက်ထပ် conflict တွေမလိုချင်တော့ဘူးနောက်ထပ်ကျွန်တော်တို့စိတ်ဝင်ကွဲမှုထူးထူးဆင်းရဲမှုတွေမလိုချင်တော့ဘူးပြောချင်တာကိုယ်နိုင်ငံကိုကိုပြန်ဒုက္ခပေးနေတဲ့အလုပ်တွေကိုယ်နိုင်ငံကိုဒုက္ခရောက်အောင်လုပ်တဲ့အလုပ်တွေမလုပ်ကြပါနဲ့တော့လို့သူဒါကိုပြောတယ်ကြာအဲ့ဒါကတော့သူရဲ့ စိတ်ထဲမှာ तू တကယ်ကိုခံစားချက်ရှိရှိနဲ့ तू ပြောသွားတာကိုတွက်တွေ့ရတယ်။ဒါတော့ကြည့်ပြီးတော့ကျွန်တော်တို့အော်လို့ဒါပိုင်းပြီးတော့ဘုံယုံကြီးလဲ तू ကြည့်ရတာ तू တတတလျှောက်မှာ तू လုံရင်ကရင်နဲ့တချို့ဟာလေး तू မခံနိုင်လို့လို့ထင်တယ် तू ထုတ်ပြောလာတာတော့ဘူးသူတော့ဒါလေးကြည့်ပြီးတော့စိတ်ထဲမှာအဲ့လိုဖြစ်ပါတယ်နော်အဲ့တော့ဒါကတော့ဘုံယုံကြီးပြောသွားတဲ့ဇာတ်တွေပေါ့ဗျာပေါ်ပြောသွားတဲ့ဇာတ်တွေပေါ့နော်ဆိုတော့ဘုံယုံကြီးကအဲ့လိုပြောသွားတာပြောသွားတာတပိုင်းပေါ့နော်ကျွန်တော်တို့အဲ့ဒီမှာ NCA နီလာကန်ကိုဘယ်သူတွေတက်တယ်လဲဘယ်သူတွေမတက်ဘူးလဲဆိုတာပေါ့နော်ဆိုတော့ NCA နီလာကန်တက်လာတဲ့သူတွေထဲမှာ ထားတဲ့ဟိုတည့်ရတိုင်းပဲ NCA လက်မှတ်ထိုးစဉ်ကအတိတ်တည်းဖြစ်ခဲ့ဘူးတဲ့ပုံကိုယ်တွေအဥဆုံးဆန်လို့ပုံကိုယ်မျိုးတွေပါတယ်ပေါ့ဗျာနမူနာပေါ့နောက်တစ်ခါဒီဘာဒီမူရူစေဖို့လို့ပုံကိုယ်မျိုးတွေနော် process ရမောင်းလို့ပုံကိုယ်မျိုးတွေဒါကြီးတက်လာပါတယ်ဒီလိုပဲဟိုဒီ YouTubeless AI လူတွေလည်းတက်တယ် Miner ကလည်းတက်တယ် SSPP ကလည်းလာတက်ပါတယ်ဒီလိုပဲခင်ဗျားတို့သကုံတိန်တော့ဥဆုံးတိန်တော့လာတက်တယ်ကျမကြီးမကောင်းကျွန်တော်တို့ရှင်မှာတင်ထားပါတယ် video ပါခင်ဗျားကိုတရားမစွဲဘူးလားရှင်နဲ့မနေရှောက်ရတယ်ဘေးကနေရောက်တော့ရှောက်အဲ့ဒါဥဆုံးတိန်သူကိုယ်တိုင်လည်းလာတက်တယ် ဥဆုံးတိုင်းတော့လာတက်တယ်နောက်တစ်ခုကတော့ဥရှိဒရာဥရှိမန်ကျွန်တော်တို့ရဲ့ပြည်သူ့လူတော်ဥက္ကရာကြီးဥက္ကရာဟောင်းပေါ့နော်ဥက္ကရာကြီးပေါ့ပြည်သူ့လူတော်ဥက္ကရာဖြစ်ခဲ့တဲ့သူနော်ဟိုကျွန်တော်တို့ဒီဥက္ကရာကြီးဥက္ကရာဖြစ်ခဲ့တဲ့ဥရှိမန်ဒရာဥရှိမန်ပေါ့နော်သူလာတက်ခဲ့တယ်နောက်တစ်ခါဒီဥတီခွန်မြတ်ဥတီခွန်မြတ်ဆိုတာလက်ရှိပြည်သူ့လူတော်ဥက္ကရာဥတီခွန်မြတ်လာပါတယ်တစ်ချိန်တည်းမှာပဲဒီဘယ်သူတွေပါတယ်လဲဆိုတော့ဟိုဒုသမနာတွေပေါ့နော်ရခိုင်တော့ဒုသမနာဖြစ်တဲ့ဒေါက်တာဆိုင်မောက်ခမ်းတို့ဒေါက်ဦးညံဝင်းဦးဦးညံထွန်းတို့ပါလို့ပေါ့နော်ဦးညံဦးညံထွန်းတို့သူတို့လည်းလာတက်ပါတယ် ဲ့လိုပဲရခိုင်ချင်းချင်းလုပ်ခဲ့တဲ့ဝင်ကြီးဦးအောင်မင်းတို့ကအစတိုင်းသာလက်နာကြိုက်ဖွဲ့ဆိုလို့ဒီအစုံအောင်လာတက်ကြတယ်။အမှတကယ်တော့ကျတော့မတက်ကြတယ်ဘူးလို့ပြောရမှာခက်တယ်ပေါ့နော်။ဥပမာဆိုရမလို့တကယ်တိတိကျကျမတက်ဘူးလို့ပြောနိုင်တာက KNU တိတိကျကျမတက်ဘူးလို့ပြောလို့ရတယ်။ဒါကြောင့် Party Song မလူစေဖို့လို့ Social Media လို့လာသွားတဲ့အတွက် KNU ရဲ့ရခိုင်ခေါင်းဆောင်ဟောင်းတွေခေါင်းဆောင်တွေလာသွားတဲ့အတွက်မတက်ဘူးလို့ယာတုံးပြပြောလို့မရဘူး။ဘာလို့ကွယ်ထူးဝင်းတို့စော်တော်နီတို့အုပ်စုတွေက KNU ရဲ့ခေါင်းဆောင်တွေမဟုတ်ဘူး။ KNU ရဲ့ခေါင်းဆောင်တွေမဟုတ်ဘူး။ သူတို့ကကရင်မျိုးသားတွေရဲ့ခေါင်းဆောင်မဟုတ်ဘူး။ပါတီစောမှုဒူးစေဖို့နဲ့ဆော့ရှင်မောကတော့ကရင်မျိုးသားတွေရဲ့ခေါင်းဆောင်။ဘောမအမကရင်ကွယ်ထူးဝင်းနဲ့တော်နီကကြတော့ KNU ဆိုတဲ့အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်လာလေဖြစ်တယ်။လက်ရှိခေါင်းဆောင်သူတို့ကမကြိုက်ရင်ပြုတ်မယ်ခေါင်းဆောင်ပြောချင်တာရုပ်ကော်ရဲ့သူတို့ရှိ KNU ရုပ်ကော်ကြံလို့ပြတ်ပြုတ်မယ်ဟာလေ။အဲ့တော့ဒါပေမဲ့ဘယ်ချိန်ဖြစ်ဖြစ်မပြုတ်တော့မယ်သူကစောမှုဒူးစေဖို့တို့ဆော့ရှင်မောတို့ကကရင်မျိုးသားခေါင်းဆောင်ဖြစ်နေလူရဲ့အိမ်မပြုတ်လာဘူး။ဆိုတော့သူတို့တွေလာသွားတယ်ကရင်နဲ့ကိုစားပြီ။ဒီဂီဘီကလာတယ် KNU KNU PC ကလာတယ် ောက်တစ်ခါဒီဒေါ်စောမြတ်တော်သားလေးတို့လာတယ်ဥခုံးဥကာကြီးဥခုံးဥကာကြီးတို့လာတယ်ဆက်ပြီးမှာနော်ဆက်ပြီးအဲ့လိုဖွဲ့နေလိုက်တာတကယ်မလာဘူးလို့ပြောမယ်ဆိုတော့တဲ့ CNF လို့ဟာမျိုးမလာဘူးလို့ပြောလို့ရတယ်ဒါတော့ဥစိုးစံလို့ပြောတော့ဒီဘက်ကလာသွားသေးတယ်ကချင်းနဲ့ပတ်သက်ပြောတာဆက်တော့ဒီခါဒီဘက်မှာအမ်ဒီပါရှိမလို့ဆိုတော့ဟို ABS တရဆိုလို့ချင်းလေဟိုကုမျိုးဝဲတို့ဘာလို့လာတာတွေ့ရတယ်ဒါပေမဲ့ဟိုဘက်ကတန်ငယ်တို့ဘာလို့ဟိုဘက်ကချန်နယ်ဖွဲ့တွေတန်သေးတယ်ဟိုမှာအဲ့တော့ဘာတွေမှတော့မသိဘူးမလာဘူးဆို CNF လို့ KNU လို့ဟာမျိုးနဲ့အဲတစ်ဖွဲ့ပေါ့နော်ဒီဘာခေါ်လဲဒီ တစ်ဖွဲ့ရှိမှာပေါ့အဲသုံးဖွဲ့လောက်ပဲမလာဘူးပြောရမယ်ကျန်တဲ့ချင်းချင်းကွဲနေတာအိုးဆိုလဲဥခုံကနဲ့သူကွန်ပျူတာလို့ဆိုကွဲတယ်နှစ်ချမ်းကွဲတယ်အဲလောက်ဆိုလဲ LDU ဆိုလဲနှစ်ချမ်းကွဲတယ် Mon and MSP ဆိုလဲနှစ်ချမ်းကွဲနေတယ်ကဲအဲ့လိုမျိုးကွဲနေတယ် DKB ဆိုလဲ DKB ကအကုန်လာတယ် Kinokin PC လာတယ်ကဲအဲ့လိုမျိုးတွေအများကြီးလာတဲ့အတွက်ကောတပွဲသူတို့6ဖွဲ့ပေါင်းပြီးစာထုတ်တယ်ဆိုတဲ့ကိစ္စကရှင်းပြရင်တော့သူတို့6ဖွဲ့ထုတ်တာထုတ်တာစာပဲထုတ်နိုင်တာဘာမှအဆင့်တန်း အရာဖြစ်မရှိဘူးပြီးတော့နိုင်ငံဖွဲ့စည်းတွေမလာပါနဲ့မလာပါနဲ့ပြောနေပြီပဲပြောပွင့်လေပြောရင်တန်ယုံပေါင်း20ကျော်ကကိုယ်စလဲပေါင်း30ကျော်လာတက်တယ်တန်မအဆင့်ကြီးတန်ယုံအကြီးကြီးတွေလာတက်သွားတယ်ဒီနေ့လာသွားတန်ယုံပေါင်း20ကျော်ကတန်ကိုယ်စလဲပေါင်း30ကျော်လာတက်သွားတယ်တန်မတ်တွေကြီးပဲပဲမနေဘူးလာသွားတယ်နော်လာတော့တော်တော်လာသွားတယ်စုစုပေါင်းဒီခန်းနာကိုလာတက်တဲ့ဦးကြီးက1050ကျော်လူ1100နီးပါးလာသွားတယ်ကဲဘာပြောနိုင်သေးလဲလူ1100နီးပါးကဘယ်လိုလေးလဲလို့မြင် ဒီကနတိုင်းရင်းသားလက်နက်ကိုင်လို့ခေါ်တဲ့ EU အလှော်တွေလည်းလာတယ်။နိုင်ငံရေးပါတီဆိုတဲ့အလှော်တွေလည်းလာတယ်။စီဝါရေးအသင်းအဖွဲ့စည်းတွေကပုံကိုလည်းလာတယ်။ရုပ်ရှင်သဘင်ဂီတဘက်ကလူတွေလည်းအသင်းအဖွဲ့ကိုယ်စားလှယ်တွေလည်းလာတယ်။နော်။ပြီးလို့ရှိရင်ကျွန်တော်တို့မီဒီယာကိုယ်စားပြုကိုယ်စားလှယ်တွေလည်းလာတယ်။တက်သည့်ပညာရှင်တွေလည်းလာတယ်။ငြိမ်းချမ်းရေးဖိုရမ်တွေငြိမ်းချမ်းရေးစည်းဝေးတွေမှာပုံမှန်တက်ရောက်နေတဲ့ပုံကိုလည်းလာတယ်။ပြီးတော့ ပြီးခဲ့တဲ့ငင်းချမ်းရေးကာလတခြားမှာကြိုးစားပန်းစားလုပ်ပေးခဲ့တဲ့ဒီ GMC လိုမျိုးဟာတွေအဲ့ဒါကဒီဒီ NS ဟို you know NS NRC ဘော sorry NRPC လိုမှာလုပ်ခဲ့တဲ့လူတွေအဲ့လူတွေလည်းအကုန်လာတယ်။ကဲစသဖြင့်အခွင့်အရေးပေါင်းပုံကူပေါင်းထင်ရှားသူပေါင်းနိုင်ငံရေးရာပုံကူရာအကုန်ထင်ရှားသူပေါင်းများစွာရခင်ဝင်ကြီးဟောင်းတွေလည်းလာကြတယ်။ဆိုတော့အဲ့လိုပေါင်းလူပေါင်းတစ်ထောင်နဲ့တရာနီးပါးလာပြီးတက်ရောက်သွားတယ်။ဆိုတော့နိုင်ငံကအတ္တမတိုင်းဝဲကလည်းခုနတခြားဒီတိတ်ရှိကျွန်းလိုပုံကူတွေလာတယ်။တခါအိန္ဒိယရဲ့ ကိုစားပြုကိုစားလည်းဖြစ်နေအိရိယတံမကြီးလာပြီးတော့ထိုင်းရလည်းထိုင်းရကိုစားလည်းလာပြီးသွားတယ်ပြီးရင်ဖိုရမ်မှာဆွေးနွေးမှာလည်းပညာရှင်တွေပြည်ပပညာရှင်တွေအများပြလာသွားတယ်အဲ့တော့အဲ့ဒီပညာရှင်တွေကအကုန်လာသွားတယ်အတွက်ဒီဒီခုနဒီပွဲကိုလာတက်လို့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေတဲ့အုပ်စုတွေနဲ့ဒီမှာတကယ်အခမ်းအနားလုပ်တဲ့အုပ်စုတွေနဲ့ဘသူကပါလဲအဖြစ်ထွက်တာဘသူကပါလဲဖြစ်ထွက်တာအဲ့ဒါအဖြစ်ပဲသူကကိစ္စတွေမှာပေါ့လို့ပဲသားတွေထိုင်ပြောနေတဲ့ဟိုတော်တော်နီတို့အုပ်စုတွေကွယ်ထိုးတို့အုပ်စုတွေနဲ့အဲ့ဒီ၆ဖွဲ့ဆိုတော့ဘာမှမသိတဲ့အဖွဲ့တွေကပေါ့လို့ပဲသားတွေကလမ်းမေးစရိုက်တွေပြောနေကြပြီလမ်းမေးမှာခွေးအောင်လို့ဟောင်းကြပြီ ဒီမှာခန်းကားနာကြောက်ရနာကျွန်တော်ဒီမှာဆွေးနွေးပြောပြတာကျွန်တော်ကလည်းချရတယ်ဟာရှင်းပြတော့သေချာကြည့်ပြီးတော့ဩဒါတော်တော်လေးကိုခန်းကားနာနဲ့စနစ်တကျနဲ့တကယ်ကိုနိုင်ငံတကာအသိမှတ်ပြုပုံတက်တယ်ဆိုတော့ကျွန်တော်မြင်သွားတယ်အမှန်လေနိုင်ငံတကာအသိမှတ်ပြုနိုင်ငံပေါင်း20ကျော်အတိုင်ဟုတ်တာတမန်လာကြတော့မှမရှိတာအဲ့ဒါရှင်းရှင်းလေးပြောအခုလာပါတယ်အကုန်လာပါတယ်ဆိုတော့ဒါအဖြေပဲဆိုတော့နောက်တစ်ချက်ကကိုစတော်နီတို့ဘာလို့ဆိုဒီနေ့ဆိုထပြီးတော့တို့ရဲ့ဒီ KIC မှာထပ်ရှိနေတယ်အာလာတက်တဲ့ KNU ခေါင်းဆောင်တွေကတော့အတော်ဝင်မရှိတဲ့ပုံစံမျိုးတွေအာဒီလူတွေကဘာဖြစ်တယ်ညာဖြစ်တယ်ပြစ်တန်တင်တယ်အဲကျွန်တော်အဲ့ဒါနဲ့ဟို ဟိုထားပါတော့နာမည်ပြောတော့နော် KNU ကထိပ်ပိုင်းကောင်းတော့ပြောသွားစကားပြောတယ်သွားစကားပြောပြီအဲ့လိုပြောနေတာဟုတ်လားတဲ့ကျွန်တော်တို့ဘာမှထုတ်ထားပြီးမဟုတ်လားတဲ့မဟုတ်ဘူးတဲ့မဟုတ်ထုတ်ထားပြီးဆိုရင်တို့ကတို့တို့အဖော်မရှိနေပြောပြန်တယ်လို့ထုတ်ထားပြီးလို့ဖော်ပြနေတို့ကတို့ဘာလို့ပြောလို့မသိဘူးဒီလိုပဲဗျာတဲ့တို့ကတော့ဒီလိုပြောချင်တယ်ရှောက်ပြောနေကြတာပဲပြောချင်တယ်ရှောက်ပြောနေကြတယ်ကျွန်တော်ခေါင်းနဲ့ထင့်မိဘူးဒီဟာတွေပြောချင်တာပြောတာတို့ကတို့ပြောချင်တာပြောကျွန်တော်တို့လည်းလုံးဆရာရှိရကျွန်တော်တို့ဆက်လုပ်ကြတာချာချာနော်ရှင်းရှင်းလေးပဲတို့ဒါတို့ရဲ့ဟိုဟိုတို့ရဲ့အမြင်လေးပဲဟုတ်နေပြောတာပါတီကြီးကမှုတွေ့ဖို့ဆွေးဖို့ဆိုရင် သင်ဝတ်တက်ပြီးတော့ပြောသွားတယ်ညဉ့်ဉန်းကြီးကိုစိတ်တကယ်ရှိပြီးတော့တင်းနေကြနဲ့ပြန်တိဆောက်ပြီးတော့ကိုယ့်လက်ထက်မှာရှိတဲ့ညဉ့်ဉန်းကိုစိတ်ကြပြန်ဆက်လို့တိဆောက်ပြီးလုတ်ကင်သွားဖို့ဆိုတော့မျိုးဖာရီဆိုဘူးဆိုဘူးပဲဆက်ပြောသွားတယ်ပြောကြညဉ့်ဉန်းကြီးတို့ကိုဆက်ပြီးဆုတ်ကိုက်ပြီးတော့သွားမယ်ဆိုတော့သူကဆက်ပြောသွားတယ်ဖာရီဆိုဘူးဆိုဘူးဒီလိုဘူးဆိုဘူးကြီးကတော့မေလို့ပြောတာပြီးတော့ဦးအောင်မင်းဆိုလဲဒါသူကြံပြုတ်ကြတဲ့အချက်၅ချက်သူပြောသွားတယ်အချက်၅ချက်ကိုလည်းကျွန်တော်တို့ Telegram မှာတင်ပြီးသွားပြီပြောတာဗီဒီယိုဖိုင်လိုက်တင်ပြီးသားတယ်ဆိုတော့အဲ့ဒါရှိတယ်နောက်တန်တမန်တွေ၃ယောက်ထိုင်းတရုတ်အိန္ဒိယ၃နိုင်ငံရဲ့ကိုယ်စားလှယ်တွေပေါ့နိုင်ငံရဲ့ကိုယ်စားလှယ်သူတို့ နိုင်ငံသုံးနိုင်ငံကျွန်တော်တို့ရဲ့အင်ဂျီတရုတ်အင်ဂျီအိန္ဒိယအင်ဂျီထိုင်းအင်အားကြီးအင်ဂျီနိုင်ငံနိုင်ငံနဲ့တကယ်အရေးပါတဲ့နိုင်ငံတော်နိုင်ငံသုံးနိုင်ငံပေါ့ကျွန်တော်တို့အင်ဂျီ၅နိုင်ငံရှိရဲ၅နိုင်ငံထဲမှာလာအိုနဲ့ဘင်္ဂလားဒေ့ရှ်ကလွဲပြီးကျွန်တော်သုံးနိုင်ငံကျွန်တော်တို့ရဲ့နိုင်ငံအတွက်ကအသက်အမြတ်အရေးကြီးတဲ့နိုင်ငံဖြစ်တယ်ဆိုတော့အဲ့ဒီနိုင်ငံသုံးနိုင်ငံနိုင်ငံကိုသားပြီးကိုယ်စားလှယ်တွေကဘာပြောသွားလဲဘာတွေပြောလဲရှင်းရှင်းလေးပဲသူတို့အားလုံးမြန်မာနိုင်ငံဖြစ်တဲ့ဖြစ်ပါတယ်သူကြည့်မကြိုက်ဘူးပေါ့ ဟိုတရုတ်လိုပါလို့ဆိုဒီပြိပခါတွေကနေစစ်မီးတွေကူးဆဲဩပြဿနာဖြစ်တို့တို့ရှင်းမဲ့ရှေ့ကို development လုပ်လို့မရတဲ့အခြေခင်းချင်းတွေကိုတရုတ်ကတရုတ်ကထောက်ပြတယ်ဒါတွေကိုဆက်မဖြစ်စေချင်တော့ဘူးအိန္ဒိယကလည်းဒီလိုပဲသူတို့ကူညီတယ်လိုအပ်တဲ့ဟာတွေကို like လုပ်ပေးတယ်မြန်မာနိုင်ငံရဲ့ပတ်သက်ငင်းချိုင်းတဲ့ပတ်သက်သူတို့ဘလို့ကူရမလဲ like ခုတယ်တနေတော့ဖြစ်တယ်ပြီးရင်မြန်မာနိုင်ငံမှာအဲ့ဒီငင်းချိုင်းရဲ့ဆက်ပြီးတော့ငင်းချိုင်းရဲ့ဆက်ကိုသွားနေရမယ်ဆက်ကိုသွားနေရမယ်ငင်းချိုင်းရတာအရေးပါတယ်ခုနကဒီလက်နက်ကင်ပြိပခါတွေကိုမလို့ကျွန်တော်ရဲ့ပုံစံမျိုးကိုဒီတန်တမန်တွေကလည်းတရားဝင်ထုတ်ပြန် publish ကပူလူတိကျချနိုင်ငံသိတက်ဆိုင်ရနိုင်ငံသိတိရသိ လူသိချင်အထုတ်ပေါ်ပြောကြလာတယ်ဒါတွေကသူတို့ရဲ့ပြောကြချက်တွေဖြစ်တယ်အဲ့တော့လိုပဲပြောပြောဒီညချင်းဒီညီလာခံ MC ညီလာခံကြီးရဲ့ဆယ်နှစ်ပြည့်ခမ်းနားကပို့နေပြောတယ်ခန်းခန်းနားနဲ့ကောင်းကောင်းပေါ်နေဒါအောင်မြင်နေပြီးသွားတယ်ဒီမှာညီရောတော့တက်လာတယ်ဒီမှာညီရောတော့တက်လာဆိုကျွန်တော်တို့ဒီမီဒီယာတွေဝိုင်းမေးတဲ့ခါမှာညီရောကဖြေတယ်သူကတော့ဒီလိုပဲပတ်ပြီးဖြေတော့ဘလို့မမေးသူပတ်ဖြေတာတော့ UWS သူ့ကိုဟိုမှားလိုက်ထင်ပါတယ်ကြည့်ရတော့ဟိုကဟိုကနေသူမှားလိုက်ထင်ပါတယ်မင်းဗာမင်းမင်းပြဲမှာတခုပဲမှားပြီးအဲ့တခုပဲထပ်ပတ်ပြီးနေတယ်သူတို့ကရွေးကောက်ပွဲကို ရွေးကောက်ပွဲကို YouTube ရဲ့ဆရာအထောက်ခံနေအပြည့်အဝထောက်ခံကူညီမယ်ဒါပဲ YouTube ရဲ့ဆရာရွေးကောက်ပွဲအပြည့်အဝထောက်ခံကူညီမယ်လို့ကိုပြောတယ် Iran ထောက်ခံကူညီမယ်ရွေးကောက်ပွဲကိုထောက်ခံကူညီမယ်လို့သူပြောလာတယ်တချိန်မှာပဲသူတို့ ਨੇ ဒီနောက်ထပ်စစ်မီးတွေပြင်ပါတယ်မဖြစ်ချင်တော့ဘူးဒါပဲပြောတယ်ဒီနှစ်ချက်ပဲကျွန်တော်အများကြီးမေးလို့မရဘူးဒါပဲဒါပဲအဲ့တော့ကျွန်တော်မေးလို့မရတဲ့ကျွန်တော်တော့ဒီလောက်ပဲပြီးတော့အချိန်နည်းရလဲကျွန်တော်တို့ရလာတဲ့အချိန်နည်းရလဲနည်းပါတယ်ရလာတဲ့အချိန်နည်းတဲ့ခါကျနည်းဆိုတာမှဆိုကြပါဦးအခမ်းအနားကျင်းပဖို့ လူကြီးတွေလာတယ်တက်တယ်လက်မှတ်ထိုးတယ်ပြင်နေစင်နေဝင်ရထွက်ကြသွားကြလာကြအဲ့တော့တယောက်နှုတ်ကြကြဆိုတော့တို့မီဒီယာတွေလည်းအလိုက်မသိပဲစွတ်မေးနေလို့မရဘူးတခါကြီးလာလိုက်သိရသေးတယ်အချင်းချင်းချင်းကောသူကနေနေတိုင်းစွတ်မေးနေလို့ဟိုမှာဟိုတို့အခမ်းအနားတွေမှာလောရမြားတွေမဖြစ်ပါနဲ့စိုးတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒါဥက္ကောကတော့ဆော့မရဆော့မရစာလင်းလို့အုပ်စုတွေကျွန်တော်တို့မေးတယ်ဒါတွေကသူက NC ဘယ်လက်မှတ်ထိုးခဲ့လို့ကျွန်တော်တို့မေးတယ် NC စာချုပ်ပြက်ပြက်ပြီးစက်ကူစုဖြစ်ပါပြီပြောတာအမှန်ဟုတ်လားဆိုတော့မေးတဲ့ခါမှာတို့ NC စာချုပ်ကလူလူတယောက်ကပြောလို့ပြက်တယ်တခွဲလေးပြောပြက်တယ်အစီအစဉ်ဆိုတာ ြောချင်တဲ့ရှောက်ပဲဇက်ကပေါက်လို့ပဲသာပြောပြချင်တယ်ပြလို့မရဘူးစာချုပ်ကကိုယ်ဝင်လက်မှတ်ထိုးထားတယ်အဲ့တော့ပြတ်ပါတယ်ရှောက်ပဲလို့မရဘူးဆိုတာမျိုးပြန်ပြောထားတယ်ပြောချင်တာဟိုဘဇက်ကနေပေါက်လို့ပဲသာပြောတာလို့လူတိုင်းပြောတယ်နော်အဲ့လမ်းမေးဇရိုက်ဒီလမ်းမေးဇရိုက်ဒီ ਨੇ ပြောတာလူတိုင်းပြောတယ်ဒါပေမဲ့တကယ်အဆင့်တန်းရှိတဲ့နိုင်ငံရေးသမားအဆင့်တန်းရှိတဲ့နိုင်ငံနိုင်ငံသားပြောက်ဖြစ်တယ်ဆိုရင်နိုင်ငံရေးအဆင့်တန်းရှိတဲ့စကားပဲပြောရတယ်အခုကအဆင့်တန်းမရှိတဲ့ပုံမှန်လမ်းမေးဇရိုက်နဲ့လမ်းမေးခွေးကိုဟောင်းလို့ဟောင်းလိုက်တာအဲ့စော်တော်လေးကိုကိုလိုလိုနဲ့အဲ့တိုင်းလက်နက်ကင်လို့အမိခံရတဲ့အဖွဲ့6ပေါ့ပြီးတော့ တယောက်ကကျွန်တော်ရှင်းပြတယ်ဟိုဦးဇိုးစံပေါ့နော်သူကတခွန်းတော့သူပြောတယ်ကိုကျော်တယ်ခဲ့ကျွန်တော်ပို့ရင်ပြောရင်ပါတယ်ကျွန်တော်တော်မပြောထားပြီးပြီကတို့ချို့ရယ်ကျွန်တော်ပြောတယ်ငါတို့နိုင်ငံတမိုင်ငါတို့နိုင်ငံသားတွေပဲရေးရမှာမင်းတို့လိုနိုင်ငံသားတွေခင်ဗျာရေးရမှာမရဘူးရေးမယ်တဲ့ပြောချင်တာအဲ့ဒီတိုင်းသားလက်နက်ကိုင်ကိုလိုပြောတာပြောရင်ရှင်းရှင်းလေးခုမှတော်နီကွယ်ထူးခင်းတို့ကတော့မြန်မာနိုင်ငံသားဆက်လာပြန်မေးဖို့လိုတယ်ကရင်ဆက်လာပြန်မေးဖို့လိုတာကရင်တကယ်ဆက်လာပေးချပြန်မေးဖို့လိုတယ်ဘာလို့ဆိုတော့သူတို့တွေကိုလုံးဝ ထိုင်းနိုင်ငံသားခံယူထားကြတယ်။တရုတ်နိုင်ငံသားခံယူထားတဲ့ကောင်တွေရှိတယ်။အိန္ဒိယဘက်နိုင်ငံသားခံယူထားတဲ့ကောင်တွေရှိတယ်။နော်ရှင်းရှင်းလေးပြောအဲ့လိုကောင်တွေရှိတယ်။အဲ့လိုကောင်တွေအဲ့လိုပုံကူဒီကဒီနိုင်ငံရဲ့ကံကြမ္မာကိုသူတို့ကလာပြီးတော့ဆုံးဖြတ်ဖို့ကြိုးစားနေတာ။ဒီနိုင်ငံရဲ့နေနမိတ်စိတ်ပိုင်းတွေသူတို့ပိုင်ပြီးတော့လုပ်နေတာ။အဲ့တော့အဲ့ဒီလက်နက်ခံထားတဲ့တဘုံအုပ်စုတဘုံအုပ်စုကသူတို့ကိုယ်တိုင်ခံထားတဲ့ passport သူတို့ကိုယ်တိုင်ခံထားတဲ့နိုင်ငံသားကတည်းကဘာကိုခံထားရလဲဆိုတော့ပြန်မေးဖို့လို။ဥပဒေပြောင်းဖို့ရဆိုတာရှင်းရင်သွားမေးလေ။ဒါဖြစ်နိုင်ရည်ရှိဆုံးအဲ့ဒါပဲ။ဥပဒေပြောတယ် ဘယ်ကောင်တွေကနိုင်ငံသားနိုင်ငံခြားသားခံထားလဲကိုယ့်အကိုသိရမယ်အဲ့ဒီလူတွေအကုန်လုံးကနိုင်ငံသားခံထားတဲ့ကောင်တွေကိုလုံးကဒီနိုင်ငံကကြမှာဒီနိုင်ငံအနာဂတ်ဒီနိုင်ငံရဲ့ဒီငင်းကြရဲ့ဒီနိုင်ငံရဲ့ဖုတ်ဖုတ်တဲ့ကိစ္စတွေဒီကောင်တွေကဝင်ပါဘူးပါဘူးမသိလို့လားအဲ့တော့နိုင်ငံတော်တွေနဲ့လည်းဖြစ်နိုင်စုံစမ်းဖော်ထုတ်ပြီးတရားဝင်ကြေညာပြရမှာဘယ်ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ဟာလက်ရှိတော့ထားပါတော့ဗျာ KNU ကဘယ်သူပါနိုင်ငံခြားသားခံယူရတယ်ထိုင်းနိုင်ငံသားခံယူရတယ်လို့ဖြစ်တယ်မြန်မာနိုင်ငံသားမဟုတ်တော့ဘူးဘယ်သူဘယ်သူကမဟုတ်တော့ဘူးအဲ့လိုကြီးညာပေးရမှာနိုင်ငံတော်လေးတွေပြန်အောင်လည်းပြောကြီးညာပေးရမှာဒီလိုကြီးညာလိုက်တော့မှ ဆိုနေတင်ရရင်တော့ဒီညာဘာမလို့အမှထားပါတော့ဘယ်ပုဂ္ဂိုလ်အနေနဲ့ကျွန်တော်နိုင်ငံသားခံထားတယ်ကိုယ့်ဘက်နိုင်ငံသားခံထားတယ်သိရတယ်အဲ့တော့အဲ့တော့ခံထားတာဖြစ်လို့ကိုယ့်နိုင်ငံသားမြန်မာနိုင်ငံသားဖြစ်ကဆွတ်လို့ပြီပါမဆွတ်လို့ဘူးဆိုလဲနိုင်ငံသားပြန်ပြီကိုယ့်ဘက်တော့ဆွတ်လို့ပြီးတော့မြန်မာနိုင်ငံသားပြန်ခံယူပါပြပသားရလို့ပြန်ထောက်မင်းကိုပဲအခုရှိနေတဲ့ဘောရှိတယ်တချင် KIA လည်းနိုင်ငံတချို့နိုင်ငံသားခံထားတယ်ကောင်အများကြီးပဲ KIA လည်းခင်ဗျားဟိုဟို RCS ဆိုလဲထိုင်းနိုင်ငံသားခံယူခံထားနေလိမ့်မယ်နောက်တစ်ခုကဒီလိုပဲခင်ဗျားဟို KIA KNU ကောင်တွေလည်းခံထားနေလိမ့်မယ် ဟိုချင်းရလူလေးခံထားကောင်းခံထားတယ်ဟိုအိန္ဒိယလိုအဲ့လိုခံထားရှိမယ်အေးထွန်းမြေနိုင်ငံကြမ်းမယ်ဆိုတာတရုတ်နိုင်ငံလည်းခံထားပါတော့ပြီးထွန်းမြေနိုင်ငံအဲ့လိုရှိတယ်ဒါကြောင့်ဒီကောင်ကြီးနိုင်ငံသားမဟုတ်ဘူးဆိုတာတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားကြီးသိဖို့လိုတယ်အဲ့နိုင်ငံသားမဟုတ်တဲ့ကောင်ကြီးကဒီနိုင်ငံကကျွန်တော်တို့လာဆုံးဖြတ်ဖို့ကြိုးစားတာကတော့ကျွန်တော်တို့အနေနဲ့အဲ့ဒါကတော့လက်ခံလို့တော့မရဘူးလို့ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့နိုင်ငံသားတွေစဉ်းစားဖို့လိုတယ်ပြီးတော့ကျွန်တော်တိုင်းရင်းသားတွေစဉ်းစားဖို့လိုတယ်ပြီးတော့ဘာလဲဆိုတော့ဟိုဒီနေ့အဲ့ဒီမှာစကလုံးတစ်လုံးကျွန်တော်တို့သဘောကျလို့တိန့်ထားတဲ့စကလုံးတစ်လုံးရှိအဲ့ဒါပါဆိုကျွန်တော်တို့နိုင်ငံဖြစ်နေပြဿနာ ငင်းချမ်းရေးလို့သကလုံးပြောရင်နာရာရှိပြည်သူစစ်ကိုဖြစ်နေရဆိုတဲ့အဓိပ္ပာယ်သိရတယ်။ပြည်သူစစ်ကနာရာရှိဖြစ်လာတယ်။နာရာရှိပြည်သူစစ်ကိုကျွန်တော်ဒီနေ့ဒီချိန်မှာမကုတ်ရဘူးဆိုရင်ခါးကျွန်တော်တို့သာသမီမြင်းမြစ်တွေဒီအဲ့ဒီနာရာရှိပြည်သူပြည်သူစစ်ကြီးอ่ะနော်နာရာရှိပြည်သူစစ်လို့ပဲကျွန်တော်သုံးပြရတယ်ပြည်သူစစ်လို့ဘာလို့သုံးလဲလို့မင်းနာရာရှိဖြစ်လာလို့ပြောတာနာတာရှိပြည်သူစစ်ကြီးอ่ะပြည်ရင်းပြိပခါကြီးပေါ့နာရာရှိပြည်ရင်းပြိပခါကြီးอ่ะကျွန်တော်တို့တိုက်ပြည့်ရဲ့အတွင်းသားတွေကိုလိုက်စားတယ်ကျွန်တော်တို့ရဲ့ လူတွေတူးကြီးစီရဲ့စိတ်တက်တွေကိုလှိုက်စားရင်းတယ်ကျွန်တော်သားသမီးမြင်းမြစ်တွေဒီလှိုက်စားပြီးနောက်ဆုံးမှာဟိုပီတယ်တဲ့ထက်ကြော်သွားပြီးတော့ဖောက်ထုတ်မရဟိုဖဲ့ထုတ်မရပဲထုတ်မရနောက်ဆုံးခန္ဓာကိုယ်ကြီးကပျက်စီးခြင်းငါးပါးတိုင်ရည်တိဖြစ်သွားနိုင်တယ်ဒါကိုကျွန်တော်တို့သေချာစဉ်းစားကြဖို့လူပြီးလို့ပဲကျွန်တော်ကတော့ဟိုတိုက်တွန်းခြင်းတယ်ပေါ့နော်ဒါကတော့ DNC ကိစ္စเนาะ